ဖြစ်စုပါယုတ်တိရတွေ့လိုက်ရလို့မလန့်သွားပါနဲ့နော်ဖြစ်စုရိမတရားချပါဘူးဖြစ်စုဒီနေ့မှလေပြိတက်တွေအတွက်ဖပြပေးဖို့ရွေးချယ်ထားတာကတော့ဆိုင်းစရာကိုခုံးညွတ်သွေးရေးသားထားတဲ့ ကိုတို့လမ်းခွဲသွားတဲ့နေကမိုးရေရွာနေရဲဆိုတဲ့ကောင်းစင်လေးရွေးချက်ထားတာဖြစ်ပါတယ်။အဲ့တော့လေပရိသတ်တွေကိုပြုစုပေးကြတာကပရိသတ်တွေလည်းလမ်းခွဲမှုမှာပေါ့နော်ဆိုတော့လူတိုင်းအချင်းနဲ့မကင်းကြဘူးဆိုတော့အဲ့တော့လေလမ်းခွဲခဲ့တော့ကရောဘယ်လိုမျိုးတွေရှိခဲ့ကြပါသလဲ။ကိုခုညိုသွေးရေးတာထားတဲ့ကိုတို့လမ်းခွဲသွားတဲ့နေကမိုးရေရွာနေရဲဆိုတဲ့ကောင်းစင်လေးနဲ့ကိုတိုက်ဆိုင်နိုင်မယ်လို့ထင်ပါသလား။ဆက်လက်ပြီးတော့နားဆင်ပေးပါဦးနော်။ ကိုတို့လမ်းခွဲသွားတဲ့နေ့ကငိုရီရွာနေတယ်ကိုယ်တို့လမ်းခွဲသွားတဲ့နေ့ကမိုးရေရွာနေတယ်။တကယ်တော့လမ်းခွဲတဲ့အချိန်တုန်းကမိုးမရွာသေးပါဘူး။ကိုကမင်းကို အရင်ပြန်ခိုင်းလိုက်တာ။ ဘာဖြစ်လို့လဲတော့ကိုမသိပေမဲ့ကိုတခုခုတော့လဲသိနေတယ်လို့ပါပဲတကယ်ကတော့ကိုပဲကြံနေခဲ့ချင်တာမင်းကိုချက်မထားခဲ့ချင်တာအဲ့လိုအကြောင်းပြချက်တွေနဲ့ပဲမင်းအရင်ပြန်နှင့်ပါပေါ့အဲ့ဒီအချိန်ကတည်းကခုဘဝတွေကနေမင်းပြန်သွားခဲ့တာမင်းပြန်သွားတဲ့အချိန်ကျမှကိုတယောက်တည်းရှိနေချိန်မှာမှာ ငိုးတွေရွာလာခဲ့တာကိုရိုးတွေရုပ်ရှင်ပြီးတော့တိတ်တဆိတ်ထွက်လာကြတယ်လမ်းတွေရှောင်နေရင်လည်းခုနာကကြီးခဲ့တဲ့ရုပ်ရှင်အကြောင်းကိုတော့မဆွေးနွေးဖြစ်ကြဘူးဘဝကပြီးသွားတဲ့ရုပ်ရှင်တခုနော်တဖြည်းဖြည်းရှောက်လာရင်လည်းကုံမင်းမြန်ဝင်းတွေကိုမတိမတားငေးမိတော့မင်းဟာလေးကြင်သာဝနေတဲ့တက်လုံကောင်းအားကစားသမားတယောက်လိုပဲ။ င်းမမောဟိုက်တွေ့ဝဲခြင်းတွေမရှိဘူး။မင်းမျက်လုံးတွေဟာကြည်လင်လုံးနေတယ်။ကိုလိုချင်တဲ့အရေးရာတစ်ခုတလေမှမင်းမျက်လုံးတွေထဲမှာရှာလို့မရဘူး။ကိုငြိမ်သက်သွားပါတယ်။ကိုနားလေရပါတယ်။မင်းအိမ်ပြန်ဖို့တက္ကစီငါးပေးလိုက်တယ်။ခါတိုင်းတော့ကလို့အတူတူပြန်ရအောင်လို့ င်းရမပြောတလို့ကိုကလည်းအတူတူလိုက်ပြန်မယ်လို့မပြောဖြစ်ဘူးကိုနေခဲ့ချင်တာကိုကစတင်ထွက်ခွာသူမဖြစ်ချင်ဘူးအဲ့လိုကိုပေတီပြီးလမ်းမပေါ်ရက်ချန်နေခဲ့တော့ရောဘာရီကထူကြပြီးပြောင်းလဲသွားမှမို့လို့လေဒါပေမဲ့ကိုစိတ်ထဲကအရေးငွေတချို့ကိုခံစားမိနေတယ် မရရောပြောနေဖို့တော့မလိုပါဘူးလက်ဖြောက်တနတ်သမားရဲ့ခလုတ်ကိုညင်သာစွာဆွဲတက်တယ်လို့ကြွန့်ကျင်မှုမျိုးနဲ့အရာရာကိုကြိုသိနေတတ်တဲ့ခြားရပညာရှင်ကမီးလောင်နေတဲ့ရဲတိုက်ကပ်ပြားကိုချပြဖို့ပြင်နေတယ်လို့မျိုးနဲ့ခဝဝေးလမ်းမရဲ့ဘေးမှာတချူပေါ်ကခိုးတချူကတော့ ငိုးရမှာကိုကြိုသိနေတယ်လို့လှလှရှားရှားဖြစ်နေကြတယ်။ကိုလမ်းမကြီးပေါ်မှာအကြာကြီးပဲငေးငိုင်နေမိတယ်။ရုံစင်ချင်းဖြစ်လို့ကားရီကျက်နေတယ်ဆိုရဲအချောင်းပြချက်နဲ့ပဲရက်လာတဲ့ကားရီဘော်ကိုလည်းမတက်မိဘူး။တကယ်ကကိုဘဲကိုထွက်ခွာရမလဲလို့မသိတာ။တယောက်ယောက်ရဲ့ဘဝရထားနဲ့လွဲသွားရင်ဘာလို့ရလဲရောမင်းသိလား ကိုဆက်ပြီးမပြောတတ်ပါဘူး။ကိုကြံနေခရပုံလေးရယိုးရှင်းနေ။ကိုတယောက်တည်းပဲအေးဆန့်နေပြီးလူတွေအများကြီးရှိနေတဲ့အထက်ကမှကိုအနာမှာဘာမှ မရှိတော့တယ်လို့မျိုးဖုန်းကိုဖွင့်ပြီး Facebook မှာဟိုးဟိုးတီတီရှောက်ကြည့်မိတော့နေမကောင်းလို့ ICU မှာ special care ထည့်ထားရတဲ့အဖွားကြီးကို အဖိုးကြီးကမှန်အပြင်ဘက်ကနေတချင်းစုပြနေတဲ့ဗီဒီယိုဖိုင်လေးတက်လာတယ်။ You are my sunshine. My only sunshine ਨੇ သူတို့ကိုကြည့်ပြီးကိုမျက်ရည်ဝဲလာလို့ဖုန်းကနေအချစ်ကို လွှဲလိုက်ရတယ်။ကိုတော့အဲ့လိုဆိုပြဖို့အတွက်အခွင့်အရေးမရှိတော့ဘူးထင်တယ်နော်။ကိုပါရီတူးနေပါလေ။မင်းကအိမ်ပြန်သွားတာလေ။ မင်းကိုကိုဘာမှပြောသွားတာမှမဟုတ်တာကိုရိုဒီနေ့ရုပ်ရှင်လာကြည့်တာပဲလေ You are my sunshine my only sunshine အဲ့ဒီအဖိုးကြီးရဲ့တချင်းတန်လေးလိုစို့ပြနိုင်တဲ့အသည့်ကိုရိုရီအတူတူအုံမင်းခွင့်မရတော့ဘူးလားကိုတကယ်ပဲဘာတွေတွေးနေရလဲဒီနေ့လောက်လမ်းမပေါ်မှာ တွေ့တွေ့ဝေဝေရက်နေရတဲ့အခြေမျိုး ဘဝမှာရှိမယ်မထင်ဘူးခုနကရုပ်ရှင်မကြည့်ခင် အတူတွဲရိုက်ထားတဲ့ဆယ်ဖီပုံလေးကိုတတိယလာပြီးထုတ်ကြည့်မိလိုက်တယ်မိမျက်နှာမှာအပြုံးတွေလည်းမရှိဘူးမရှိတာမဟုတ်ဘူးနည်းနည်းလိုနေတာမဟုတ်ဘူးအတော်ကိုလိုနေတာကိုတိထားသမျှဟိုးအရင်တွေကိုမှီဖို့အတော်ကိုလိုအပ်နေတာကွာအေးလို့နဲ့ မိုးရီရွာလာတယ်။ကိုရဲ့စတမအာယုံကိုကိုတိနေတယ်။ဒီနေ့ကကိုတို့အတွက်နောက်ဆုံးတွေ့တာပဲလို့မင်းကလည်းအဲ့လိုပြောမသွားပါဘူး။ကိုလည်းလက်ခံလိုက်ရတာမျိုးမဟုတ်ပါဘူး။ဒါပေမဲ့တိလာတယ်။အဲ့ဒီနေ့ကမိုးရီရွာလာတာတိုက်ဆိုင်မှုတသက်မှမဟုတ်ပဲ။တယောက်နဲ့တယောက်တွေ့ကြတယ်။အနားမှာရှိကြတယ်ဆိုပေမဲ့ အရဟာနေဆက်နေတယ်လို့ပြောလို့မရဘူး။နှွေးထွေးနေတာပဲလို့ပြောလို့မရဘူး။မိုးရေရွာနေရကအတော့ကိုသဲလာတယ်။ကိုဒီနဲ့ကြောက်ဖို့အိတ်ကိုအသေးချာကွဲထားရတာကလည်းရင်ကိုတကူလုံးဆူရွှဲနေတယ်။ကိုရဲ့အိမ်မပြောင်းချင်သေးတဲ့စိတ်ကိုမိုးရေတွေကလည်းဆွဲထားပြန်သေးတယ်။တိတ်မကြတဲ့အချိန်မှာ ိုးကအားရပါးရရွာလိုက်ရလို့ခြေနဲ့ပြီးတိတ်သွားတယ်။ကိုတကူလုံးခိုက်တုံပြီးချမ်းနေတော့အနာကကော်ဖီဆိုင်လေးကိုကိုလျှောက်သွားလိုက်တယ်။မင်းနဲ့အတူခဏခဏလာထိုင်နေကြမို့ဆိုင်ရှင်အမကကိုတယောက်တည်းရောက်လာတာရော တကူလုံးမိုးဆူနေတာကိုပါထူးဆန်းနေတယ်လို့ကြည်တယ်။သူကမင်းရောမပါဘူးလားလို့မမေးတာကိုပဲ ကိုကျေးဇူးတင်နေရတယ်။မင်းရင်လည်းကိုကတော့ပြန်သွားပြီလို့ပဲပြောဖြစ်မယ်ထင်တယ်။ကိုလည်းယေရှုကြီးနဲ့ဆိုတော့သူဆိုင်ပေးကြမှာဆိုလို့ကျွန်တော်ကိုပါဆယ်ပဲပေးပါဆိုပြီးပစံထုတ်ပေးလိုက်တယ်။ကော်ဖီဆိုင်ကပြန်ထွက်လာတော့အပြင်မှာအတော်လေးမှောင်စပြိုးနေပြီ။မိုးတိမ်မှလမ်းပေါ်ထွက်လာကြတဲ့လူတွေကြားထဲမှာကိုတယောက်တည်းလူတူးလူဆန်းလို့ မိုးရေတွေနဲ့ရွှဲနေတယ်။ကော်ဖီခွက်ကအပူငွေ့ကိုလက်နဲ့အာကိုတကြီးဆုပ်ကင်ထားပြတဲ့။အနှဲငယ်နှွေးသွားမလား။မိုးတွေကတော့ရွာသွားခဲ့ပြီ။တိတ်မကြခင်ကိုအိမ်ပြန်ရောက်သွားမှလို့မင်းသိနေပါလိမ့်မယ်။မုံမီသားလို့ကိုနည်းနည်းငွေ့ချင်လဲငွေ့မယ်။မငွေ့ချင်လဲမငွေ့ဘူးပေါ့။ဖျားလာရင်စေးထားတောင်းမယ်။အဲ့လိုနဲ့ အိယာဝင်လိုက်ရမယ်ပေါ့လူတွေထင်နေကြတာကစကားတွေအများကြီးပြောပြီးလမ်းခွဲကြရအောင်လို့အဆုံးတက်သွားမှတရားရောက်ကဘဝတဲကပြောက်သွားတဲ့ပေါ့ရှုပ်ရှင်တဲမှာလို့သဘောတမ်းမတိုက်ဆိုင်သမ ्या ကိုနစ်နစ်တီတီရှည်ရွတ်ပြောဆိုရဲတိုင်ယာလော်ရီနဲ့အဆုံးတက်ရတဲ့ပေါ့မဟုတ်ဘူး တကယ်လက်တွေ့ဘဝရဲ့နားလေလိုက်ရမှုတွေဟာအဲ့လောက်တဝေးတလန်မနိုင်ပါဘူးမိုးတွေရွာလာရင်ရွာသွားတဲ့မိုးရေတွေနဲ့အတူအရင်ကရှိခဲ့တဲ့အရာတွေအားလုံးပျောက်ွယ်သွားတာလူတယောက်ကိုဘဝတွေကပျောက်သွားပြီးကိုနှလုံးအိမ်ထဲမှာဖြောင်းမရတော့တဲ့နေ့ကမိုးတွေတဲတဲမဲမဲရွာခဲ့တယ် ဘာစကားလုံးတွေမှအထူးတလည်းမပြောလိုက်ရပဲကိုတိတ်တိတ်ဆိတ်ဆိတ်လေးမုံမီခဲ့တယ်တယောက်တည်းအိမ်ပြန်ခဲ့ရတယ်ပေါ့ဒီလောက်ပါပဲခွန်ညိုသွေး ဟုတ်ကဲ့ပါအခုဖြူစုဖပြပေးခဲ့တာကတော့ဆိုင်းဆရာကိုညိုသူရေးသားထားတဲ့ကိုတို့လမ်းခွဲသွားတဲ့နေ့ကမိုးရေရွာနေတယ်ဆိုရဲခေါင်းဆောင်လေးပဲဖြစ်ပါတယ်ပြိတကြီးဒီနေ့အပြင်မှာမိုးရေရွာနေပါသလားစုဒီအကြောင်းအရာလေးကိုဖပြပေးခဲ့တဲ့ချိန်မှာပြိတတီအနေနဲ့ခန်းစားရတဲ့ခန်းစားချက်တွေမျိုးစုံ ရှိမယ်လို့ထင်ပါတယ်ချိန်ကကိုလမ်းခွဲခဲ့ရတဲ့ကိုရဲ့ခန်းစားချက်တွေလား ဒါမှမဟုတ်ဒီတဲကအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကိုယ်အနေနဲ့ဘယ်လိုမျိုးလေးတွေခံစားရပါသလဲပရိသတ်တွေအနေနဲ့ comment လေးတွေပေးသွားလို့ရပါတယ်ပြစုပပြပေးခဲ့တဲ့မှာမှပြစုအကြိုက်ဆုံးစာသားလေးရတော့လူတွေထင်နေကြတာကစကားတွေအများကြီးပြောပြီးလမ်းခွဲကြရအောင်လို့အဆုံးသတ်သွားမှတရားရောက်ကဘဝတွေကပျောက်သွားတယ်ပေါ့ဆိုတော့အဲ့လိုမျိုးမဟုတ်တဲ့ ခန်းစားချက်တွေလည်းပြည်သက်တွေစီမှာရှိနေမယ်လို့ထင်ပါတယ်။ဟုတ်ကဲ့ပါအခုလိုမျိုးဖတ်ပြခွင့်ပေးတဲ့ဆရာခွန်ညိုသွေးကိုလည်းကျေးဇူးတော် MRG ကနေပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ပြည်သက်များအားလုံးပဲနောက်တစ်ပတ်မှပြန်လည်ဆောင်တွေ့ကြပါမယ်နော်။